ဆောင်ဗျာတဲ့အဲ့သလောက်တတ္တဝါတွေကိုအချောက်တိုက်ကြီးအချိုးမဲ့နှိပ်ဆက်တတ်တဲ့မနာလိုခြင်းဝင်တိုခြင်းဆိုတဲ့အိတ်တာမစ္စရိယကဘာကြောင့်ဖြစ်တာလဲတဲ့ကဲဟဲ့တခါကြီးမပြဒီအဖြေလေးကဒီအဖြေလေးကအင်မတန်အရေးပါတယ်ဗျဒီအဖြေကိုသိရင်တရားမတော်ဦးစင်းတို့အတွက်အိတ်တာမစ္စရိယမဖြစ်အောင်တားဖို့နီလန်းကိုရနော်အိတ်တာမစ္စရိယဘာကြောင့်ဖြစ်လဲလို့မေးတာမသိချင်ဘူးလား ဦးဇင်းကတော့အဲ့ဒီစာလေးဖတ်ခါစားကတော်တော်သိချင်တယ်ဟာစာရွက်တောင်နည်းနည်းကြော်လိုက်ရသေးတယ်ကြားမှာအသေးသေးရှင်းတာမြန်မြန်သိချင်လို့ဟုတ်လားအေးအဲ့တော့ပူလောင်ခြင်းမငြိမ်းချမ်းခြင်းကအိတ်တံမေစရိယကြောင့်ဖြစ်တယ်အိတ်တံမေစရိယဘာကြောင့်ဖြစ်လဲလို့ဒုတိယတဆင့်တက်လာတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကဘာဖြစ်လဲဆိုတော့အိတ်တံမေစရိယဟာပိယပိယနိဒာနံတဲ့ချစ်ချင်းမုံခြင်းကြောင့်ဖြစ်တာတဲ့ တော်တော်စိတ်ဝင်စားတဲ့အကောင်းနဲ့နားလည်အောင်ရှင်းပြမယ်နော်မနာလိုခြင်းဝင်တို့ခြင်းဟာချစ်ခြင်းမုန်းခြင်းကြောင့်ဖြစ်တာတဲ့ဥစဉ်ပါဠိတွေအရှိမယုတ်ဘူးနော်ဟိုရှင်းပြတဲ့အစကားတွေများလို့ဟုတ်လားအဲ့တော့မနာလိုခြင်းဝင်တို့ခြင်းကဘာကြောင့်ဖြစ်တဲ့ချစ်ခြင်းမုန်းခြင်းကြောင့်ဖြစ်တာတဲ့ချစ်အပ်မုန်းအပ်တဲ့တတ္တဝါတွေရှိတယ်ချစ်အပ်မုန်းအပ်တဲ့ပစ္စည်းဥစ္စာတွေအတ္တမဲ့ပစ္စည်းတွေကိုမရှိဘူးလားရှိတယ်ဒကာဓမ္မတို့ဥစဉ်တို့မှာ ကိုချစ်ရမယ့်အရာတွေလည်းရှိတယ်။မုံရမယ့်အရာတွေလည်းရှိတယ်။အဲ့ဒီချစ်ချင်းမုံချင်းကမနာလိုခြင်းဝန်တိုခြင်းကိုဖြစ်အောင်လုပ်တာတဲ့။သိမ့်မှန်တာပေါ့။အကြံမြင်လေးချစ်ရင်ဝန်တိုတယ်၊မုံရင်မနာလိုတာ။ဒါပဲ။ဒါအကြံမြင်ပြောတာအကြံမြင်ပြောတာ။ချစ်ပြီးတော့ဝန်တိုတာလည်းရှိတယ်။ချစ်ပြီးတော့မနာလိုတာလည်းရှိတယ်။ဒါပေမဲ့များသောအားဖြင့်တော့ချစ်ရင်ဝန်တိုတယ်။နော်။မုံပြီးတော့ မနာလိုတာလည်းရှိတယ်မုံပြီးတော့ဝင်တို့တာလည်းရှိတယ်ဒါပေမဲ့အများအဖြစ်တော့မုံရင်မနာလိုတာများတယ်ကိုမုံတဲ့လူကြီးကြီးပွားနေတယ်ကြီးကိုမကြီးချင်တော်စမ်းမှာအလကားဆိုင်ကိုလို့ချုပ်ပေါ်ရောက်တယ်ထိန်ကိုမထိန်နိုင်ဘူးပါဇက်ကထွက်လာလားဟုတ်လားဟမ်တခါကြီးဒီမိုင်းမြကိုကြီးပွားတဲ့လူကြားရတဲ့အတန်ကိုချိုချိုသားသားတုံ့ပြန်နိုင်လား ကိုမုံနဲ့လူကြီးပွားတာကိုချိုချိုသားသားတုံ့ပြန်နိုင်လားအလကားပါမျက်နှာလေးလဲရှုပ်မဲ့ပြီးတော့ပြောရတယ်တော်တော်ကြည့်မကောင်းဘူးတတိထာတော့တကယ်ကြီးမိုက်မြမနာလိုခြင်းတောင်ဖြစ်လာတဲ့သကားသံတွေကကြည့်ကောင်းလားအကြာကောင်းလားကြာမကောင်းဘူးအဲ့ဒီချိန်မှာဖြစ်နေတဲ့မျက်နှာအမူအရာကြီးကဘလို့နေလဲအဲတကယ်ကိုမဲ့ကရွက်ကတော်တော်တယုံဆောင်ကောင်းတယ်လို့ပြောရမယ်နော်အေးဒါကြောင့်မနာလိုခြင်းဟာများသောအားဖြင့်ဘာကြောင့်ဖြစ်လဲမုံခြင်းကြောင့်ဖြစ်တယ်เนาะ ချစ်တဲ့လူကြီးပွားတယ်ဆိုရင်တော့အာတတလေးပဲနေလိုက်တာမနာလိုတာသိမ့်မဖြစ်ဘူးသိလားဒါပေမဲ့ဝင်းတူချင်းကချစ်တဲ့လူနဲ့ပတ်သက်လာရင်တော့ဟောအကြီးအကျယ်သူတစ်စခန်းထလာတယ်နော်တချို့